စကောင်စီကလေတောင်းအပြင်မီးပြင်စက်အင်အားအလုံးအရင်းနဲ့ထိုးဆက်ဆင်တိုက်ခိုက်နေတာကြောင့်နောင်ရှုံမြို့နယ်ကထင်းနယ်လေးထိမ့်ချုပ်နယ်မြေတို့ချို့လက်လွတ်နေရတယ်လို့စရေးသတင်းရင်းမြစ်တီစီကသိရပါတယ်။ပြီးခဲ့တဲ့မေလ28ရက်ကစကောင်စီကအပြင်းထန်ထိုးဆက်ဆင်တိုက်ခိုက်ခဲ့တာကြောင့်နောင်ရှုံမြို့နယ်ရှင်မှုတော်ရွာကိုလက်လွတ်ခဲ့ရတယ်လို့ထင်းနယ်လေးနဲ့နှိစက်သူတယောက်ကပြောပါတယ်။မေလ20ရက်ကလည်းနောင်ရှုံမြို့နယ်18မိုင်ကွာဝေးတဲ့ စရေးအရာအရေးပါတဲ့တရက်ရှူရွာကိုစက်ကောင်စီကလေကြောင်းမြေပြင်ကနေအင်အားအလုံးအရေးနဲ့ထိုးစစ်ဆင်ပြီးတော့တင်ပတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစက်ကောင်စီကအင်ဖိုရာပြင်မမန်တော်တောင်ခန့်ကျေးရွာတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာပါ။ထရနလေက BPLA မန္တလေး PDF အပြင်နေမြခ PDF တပ်တွေနဲ့ပူးပေါင်းပြီးတော့ခုခံတိုက်ခိုက်နေပါတယ်။ တအန်တက်တန်လေးဟာတရုတ်ဖီအားကြောင့်ထုံးစက်တွေကိုရပြီးခုခံစက်ပတ်ဆင်နွှဲမယ်လို့2024ခုနှစ်နိုဝင်ဘာ25ရက်နေ့မှာကြေညာခဲ့ပါတယ်အဲ့ဒါပြင်သခိုင်းငလျင်ပြန်လဲထူထောင်ရေးလုံနိုင်ဖို့အတွက်လဲထင်းနယ်လေးပါဝင်ညီနောင်၃ဖွဲ့ကအပြည့်ရကာလကိုမေလ31ရက်အထိတက်တန်းတွင်မြင်ထားပါတယ်စက်ကောက်စီဟာထင်းနယ်လေးရဲ့ယာယီအပြည့်ရတာတရုတ်ဖီအားကြောင့်ထိုးစစ်ရထားတာတွေကိုအခွင့်ကောင်းယူပြီးတော့အင်အားအလွန်အကျွံတုံးပြီးထင်းနယ်လေးထိမ့်ထုတ်နယ်မြေတွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ် အဖြစ်ရဲ့တန်တန်းကုံဆုံးရင်ထိုးစက်တွေပြန်လဲစတင်မယ်လို့ထင်တယ်လေဘက်ကပထမဆုံးအကြိမ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။တဆယ်နှစ်ဆက်ကုန်ဆက်စင်ရဲ့ဒုတိယလှိုင်းကာလ2024ဇွန်လမှာထင်တယ်လေပူပေါင်းတပ်ဖွဲ့ကနောင်ဆိုမြို့ကိုအပြေအဝသိမ်းပိုက်ခဲ့ပြီးတော့ဩဂတ်လမှာတော့မြို့နယ်မိုင်20กว่าဝေးတဲ့တောက်ခမ်းအရှိဆိုင်အမတ၄၀၀လောက်အမတ၂၀၀လောက်တို့ကိုပါသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။လက်ရှိတရားနယ်လေဟာရှမ်းပြည်နယ်မန္တလေးတိုင်းကမြို့နယ်12ခုအထိတိုင်ပိုက်ထိန်းချုပ်ထားပါတယ်။ တရုတ်ရဲ့ကြားဝင်မှုနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့ရလဲမထပ်ပဲပြီးဆုံးခဲ့ပါတယ်။ထို့ပေမဲ့ Lamas August လမှာထမှန်တွေးဆောင်ဆွေးနွေးဖို့ရှိတယ်လို့ TNL ဘက်ကကြေညာထားပါတယ်ခင်ဗျာ။